မင်္ဂလာပါရှင်။ Panelist Business Services ရဲ့ Founder မထူးတန်စင်ဖြစ်ပါတယ်။ဒီနေ့မှာတော့ကျမတို့ HR Professional တွေရဲ့အမြင့်ဆုံးပန်းတိုင်တစ်ခုဖြစ်တဲ့ကုမ္ပဏီရဲ့ယုံကြည်ရတဲ့ HR Professional တယောက်ဖြစ်အောင်လို့ဘယ်လိုကြိုးစားကြရမလဲဆိုတဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့မျှဝေပေးသွားပါမယ်။ကျမတို့လုပ်ငန်းကောင်းဆောင်တွေက HR ကိုစီမံခန့်ခွဲရေးဌာနတစ်ခုလို့ပဲယူဆလေးရှိတတ်ကြပါတယ်။ဒါကိုပြောင်းလဲပြီးတော့ကုမ္ပဏီရဲ့ယုံကြည်မှုကိုရယူဖို့အတွက်က အိရှာတွေကအုပ်ချုပ်ရေးကိစ္စတွေအပြင်ကိုကုမ္ပဏီရဲ့အနာဂတ်ကိုတကယ်ကိုဥဆောင်ပေးနိုင်တဲ့မဟာဗျူဟာကောင်းတဲ့မိဖတ်တူဖြစ်ကြောင်းဆိုတာကိုကျမတို့တတ်သိပြဖို့လိုအပ်ပါတယ်ဒါဆိုရင်လုပ်ငန်းကောင်းဆောင်တွေရဲ့ယုံကြည်မှုဘယ်လိုတည်ဆောက်လဲပထမအချက်ကကြတော့ business language ကိုကျမတို့ကျွမ်းကျွမ်းကျင်ကျင်နဲ့အသုံးပြုရပါလိမ့်မယ်အထက်အရာရှိတွေနဲ့စကားပြောတဲ့အခါမှာစကားလုံးတွေအချက်အလက်တွေက လုပ်ငန်းရဲ့အကျိုးအမြတ်ရောင်းအားဝင်ငွေပြီးတဲ့အခါမှာကုန်ကြစရိတ်တွေနဲ့ဓာတ်ရိုက်ဆက်ဆက်နေဖို့အရေးကြီးပါတယ်။ဥပမာပြောရလို့ရှင်ကျမတို့ရဲ့အလုပ်ခန့်တဲ့လုပ်ငန်းစဉ်ကပုံမြန်လာတဲ့အတွက်ကြောင့်ကုမ္ပဏီရဲ့ productivity ဘလောက် percentage ဘလောက်နှုံးစသဖြင့်ပေါ့နော်မြင့်တင်ပေးလာနိုင်ပါတယ်ဆိုတဲ့စကားမျိုးပြောပြောဆိုတတ်ဖို့လိုအပ်ပါတယ်။ ဒုတိယအချက်ကကြတော့ proactive problem solver ဖြစ်ဖို့လည်းအရေးကြီးပါတယ်ပြဿနာတွေဖြစ်လာမှ live ဖြစ်ရှင်းနေုံနဲ့တော့မလုံလောက်ပါဘူးအလားအလာရှိတဲ့ပြဿနာတွေကိုချိုးတင်ခန့်မှန်းပြီးတော့ င်ရှင်းနည်းတွေကိုကျမတို့ကအစဉ်သင့်ပြင်ထားဖို့အရေးကြီးပါတယ်။ဒါကလုပ်ငန်းကောင်းဆောင်တွေရဲ့လေးစားမှုကိုရရှိစေမှာဖြစ်ပါတယ်။တတိယအချက်ကကြတော့လုပ်ငန်းရဲ့ vision ကိုနားလည်ပြီးတော့ HR ရဲ့ practice တွေနဲ့ချိတ်ဆက်ရပါလိမ့်မယ်။ကျမတို့ HR ရဲ့ဆောင်ရွက်ချက်တွေအားလုံးကကုမ္ပဏီရဲ့ရည်ရည်ရည်မှန်းချက်နဲ့အညီဖြစ်နေဖို့အရေးကြီးပါတယ်။အဲ့တော့ဝန်ထမ်းတွေရဲ့စွမ်းရည်ကိုဘလို့ပုံစံနဲ့မြင့်တင်ပေးခြင်းကကုမ္ပဏီရဲ့အနာဂတ်ပန်းတိုင်းကိုဘလောက်ထိအထောက်အကူပြုမလဲဆိုတာကိုရှင်းရှင်းလင်းလင်းပြသနိုင်ရပါလိမ့်မယ်။ အနှစ်ချုပ်ရရင်တော့လုပ်ငန်းကောင်းဆောင်တွေရဲ့ယုံကြည်မှုကိုရရှိဖို့ဆိုတာက ကျမတို့ကအုပ်ချုပ်ရေးပိုင်းမှာတောင်းယုံနေမရပါဘူး။ကုမ္ပဏီရဲ့တိုးတက်မှုကိုအမှန်တကယ်ဦးဆောင်နိုင်တဲ့ strategic leader တယောက်ဖြစ်အောင်ကြောင်းနေဖို့အရေးကြီးပါတယ်။နောက်ထပ်အင်ချာနဲ့ပတ်သက်တဲ့ဘဟုသုတတွေရဖို့ကျမတို့ရဲ့ page ကို follow လုပ်ထားပြီးဖိတ်ခေါ်ရင်းနဲ့ဒီနေ့အတွက်တော့ဒီလောက်နဲ့ပဲညနာပြစေ။အားလုံးကိုကျေးဇူး